တို့လျှောက်တဲ့နန်းကပြန်ပြီးနောက်ဆုံးလို့များတဲ့အထိခြေတော့ကကြုံသွားတဲ့အခါမတက်တာတဲ့အဆုံးမှာတို့တိုက်ရတာတေးရတာတေးကြတာလေကင်းပြင်းထဲမှာတေးသွားတယ်ဘမပီးရတာခင်ဗျာထောင်းချီနေတထောင်မဟုတ်တော့ထောင်းသာရိုးထောင်မဟုတ်ပေါင်းချီနေပြီကင်းပြင်းထဲမှာတေးသွားတဲ့ပီးရတာ၃လောက်တော့ရှိတယ်ပေါက်ကိုဆိုတာဒါတရားဥပဒေပေါင်းတွင်းအလုံးလုံးနေတာဟုတ်ဘူးနော်ပေါက်ကိုဆိုတာတရားဥပဒေပေါင်းပြင်းကနေအလုံးလုံးစားနေကြတာအဲ့တော့ဒီကောင်ကိုယ်တိုင်ပါဝင်ပတ်သက်နေတယ်ဆိုတာသိကြတယ် ဟိုင်းချရမီဘပီတူညိုကိုမော်ရမများအားလုံးပဲမင်္ဂလာပါ။ Newsbeat Channel ကနေပြန်မပြန်လဲကြိုဆိုလိုက်ပါရစေ။2025ခုနှစ်ဇွန်လ24ရက်နေ့ရက်နေ့လယ်ပိုင်းဗီဒီယိုသဘောအနေနဲ့ဒီနေ့ခင်မှာကျွန်တော်တို့နောက်ဆုံးရရှိထားတဲ့တော်လန်သတင်းတို့သတင်းကောင်းတွေတင်ဆက်ပေးတော့မှာမို့လို့ဗီဒီယိုကိုကျွန်တော်တို့စာဆုံးချစ်စုပေးကြဖို့အားလုံးဖိတ်ခေါ်လိုက်ပါရစေ။ကျွန်တော်တို့ခါတိုင်းလိုပဲတော်လန်သတင်းတို့လေးတွေကြည့်လိုက်ရအောင်နော်။ပထမဆုံးသတင်းသဘောအနေနဲ့ကတော့ ရော်ရီတန်ရေကြီးမြို့နယ်ကတိုင်းချောင်းမြို့ဇီယိုဆန်ကျွာကိုစစ်တပ်ကလက်နက်ကြီးတွေနဲ့ဖိခတ်ခဲ့လို့အဲ့ဒီကျွာကပြည်သူတချို့ထိခိုက်တေဆုံးမှုရှိခဲ့တယ်ဆိုတဲ့သတင်းပဲဖြစ်ပါတယ်။အဲ့ဒါပြင်လက်နက်ကြီးဖိခတ်ခဲ့လို့တန်ဃာတော်တပားအမျိုးသမီးတအုပ်နဲ့ကလေးငယ်တအုပ်တေဆုံးပါတယ်။ဇီယိုဆန်ကျွာရာခိုင်တွေပါနောက်ထပ်လူသုံးဦးလည်းထိခိုက်ဒဏ်ရာရှိထားတဲ့ AA နဲ့ PDF တွေရောက်နေပြီးဆိုပြီးမှစစ်တပ်ကလက်နက်ကြီးတွေတောက်လျှောက်ပစ်နေတာဆိုပြီးဒေသခံပြည်သူတို့ကလည်းပြည်မှာဆက်လက်ပြောဆိုထားတာဖြစ်ပါတယ်။ရေကြီးမြို့နယ်ငတိုင်းချောင်းမြို့နယ်လေးမိနာမြို့နယ်အတွင်းမှာဆိုတော့စစ်တပ်လေကြီးတွေပြန်တန်းကင်းထောက်တာတွေ ဒရုန်းနဲ့ကင်းထောက်ပြီးတော့မှ wider lane တွေနဲ့ကင်းထောက်စားတဲ့ဟာတွေကိုစစ်တပ်ကနေပြမအမြဲမပြတ်လို့ဆောင်လာတဲ့ Supreme လည်းကျွန်တော်သိရတာပဲဖြစ်ပါတယ်။ A နဲ့ B တဲ့ပူအောင်တပ်တွေကဆိုရင်လေမီနာမြို့နယ်ကနေတဆင့်ရေကြီးမြို့နယ်ငတိုင်းချောင်းမြို့အတွင်းမှာရှိတဲ့ကျေးရွာတွေအတွင်းကိုရောက်ရှိလာပြီးတော့မှအဲ့ဒီဒေသကလူငယ်တွေကဆိုရင်လည်း A နဲ့ B တဲ့တပ်ဖွဲ့ဝင်တွေထံကိုဝင်ရောက်တောင်းဖို့တွေရှိနေတဲ့ Supreme ဒေသခံပြည်သူတွေကနေပြီးတော့မှပြောဆိုလာကြတာပဲဖြစ်ပါတယ်။ဒါကတော့ကျွန်တော်တို့ကိုဆိုတော့ A B တဲ့ပူအောင်တပ်ဖွဲ့ဝင်တွေရဲ့ရော်ရီလိုင်းစတင်ထိုးစစ်ဆင်တိုက်ခိုက်မှုတွေလို့ဆောင်နေတာဖြစ်ပြီးတော့မှ မချခင်မှာတော့ဗောနော်စကောင် CS ကားတွေကိုကျွန်တော်တို့ဘက်ကနေပြီးတော့မှစတင်တက်ခိုက်တင်ပိုက်သွားမဲ့နေထားတွေကိုထပ်ပြီးတော့မှတွေးနေရတာပဲဖြစ်ပါတယ်နောက်ထပ်သတင်းသဘောအနေနဲ့ကတော့စကိုင်းတိုင်းပလဲမျိုးနဲ့ကန်တောင်ရက်စကန်ကိုပီတူလိုမျိုးရဲတက်မှာတော့ PLA နဲ့မာမေးတွေကနေပြီးတော့မှတက်ခိုက်တင်ပိုက်ပြီးတဲ့နောက်ပိုင်းမှာဖမ်းမိခဲ့တဲ့စစ်တုပ်ပန်း၄ဦးနဲ့၃ဦးဆိုရင်စကောင် CS ကနေပြီးတော့မှအဒမစစ်သားဆူဆောင်းထားတဲ့တသားတစ်တွေဖြစ်ပြီးတော့မှတင်သားပြည်ရှိတောင်းကိုပို့ဆောင်ခံရတဲ့သူတွေဖြစ်တဲ့စပရမကာယကရှင်တသားတစ်တွေကနေပြီးတော့ပြောဆိုလာကြတာပဲဖြစ်ပါတယ် စက်ထဲရောက်လာတာကတော့ရန်ကုန်မှာအကင်ရောင်းနေရင်းနဲ့ပေါ်တာမိတာသူတို့တင်တန်းချောင်းကိုပို့တယ်ပေါ့တားက15နဲ့တင်တန်းချောင်းကိုပို့တော့တင်တန်းချောင်းကိုရောက်သွားတယ်စပရမမောင်နေထလေးကနေပြမပြောဆိုထားတာဖြစ်ပါတယ်။တောင်းနှင်းကြီးမှာတင်တန်း9လတက်ပြတဲ့နောက်ပိုင်းမှာပခုတ်ကိုတက်ကိုရောက်ရှိခဲ့ပြီးတော့မှအဲ့ဒီကနေသင့်မွမ်မန်တင်တန်းတယောက်ခဲ့ရပြီးတော့မှရရရင်နဲ့အင်မတီရွာကိုပို့ပြီးတော့မှလက်နဲ့ခရမ်းတွေယူဆောင်လာရင်နဲ့စစ်ကြောင်းထုတ်လာတဲ့တက်ပွဲမှာဆိုတော့စစ်ကောင်စီတက်တွေအထိနာလို့တက်ဆုပ်သွားတယ်စပရမဆက်လက်ပြောဆိုထားတာပဲဖြစ်ပါတယ်။ဒါတော့ကျွန်တော်တို့ကိုဆိုရဲ့ ကနော်ရက်စကန်တင်းတဲ့ဖွဲ့မှာဆန်လို့စကောင်စီတဖွဲ့ဝင်ပါတော့ဖန်စီမိထားတဲ့လူတွေထက်ကနေပြမ၃ဝဆိုတော့စကောင်စီကနေပြမအတင်းရတဲ့မှာပေါ်သားဆွဲရချင်းခံထားရတဲ့လူငယ်တွေဖြစ်တယ်ဆိုတော့လည်းကျွန်တော်တို့တပီတော်မှာသိရှိရတာပဲဖြစ်ပါတယ်ဒီလိုမျိုးစကောင်စီအနေနဲ့ပြီးသူလူငယ်တွေကိုမဲမဲမြာပေါ်သားဆွဲဖန်စီမှုတွေလှုပ်ဆောင်လာပြတော့မှရှေ့တန်းကိုအတင်းရတဲ့မှာပို့လို့နေတယ်ဆိုတော့လည်းကျွန်တော်တို့တပီတော်မှာတွေးနေရတာပဲဖြစ်ပါတယ် ကျွန်တော်တို့ဒီနေ့နေ့ခင်းမိုက်မှာပထမဆုံးအနေနဲ့ကျမကတော့ NLD နဲ့ဂျန်တဲ့ပေါ့နော် NUG ရဲ့အဖွဲ့ဝင်တွေကိုစစ်ကောင်စီကနေပြီးတော့မှစတင်တွေ့ခွဲမှုတွေလုပ်ဆောင်နေပြီဆိုတဲ့အကြောင်းကိုဒေါ်စန်တာမင်းနဲ့ကျော်မျိုးမျိုးတဲ့ဗီဒီယိုဖိုင်ကိုသုံးသပ်တင်ပြသွားတဲ့ဆရာလူမျိုးကျော်ရဲ့ဗီဒီယိုလေးပဲဖြစ်ပါတယ်ဆရာလူမျိုးကျော်ဘယ်လိုမျိုးတွေပြောထားမလဲဆိုတာကျွန်တော်တို့စာချလိုက်ရအောင်နော်ဒီစာရေတော့ဒီဘက်မှာဒေါ်ဆဆီနဲ့ပတ်သက်တဲ့ဗီဒီယိုမှထုတ်လာတာရေ။နောက်ချိန်လိုက်ဆိုလို့ဘယ်ဥစ္စာဗီဒီယိုဆိုတာပြောနေတာလည်းကိုချုပ်ချိတ်ဆက်ပြီးတော့ဟိုဒီအမှန်နဲ့တခုခုဘာလဲလူတို့ကိုမချက်ပြောပြချင်တာရှိရှင်ဘာမှမနေသိချင်တာရှိရှင် ်တော်လူတို့ကျမတို့ဒီရဲ့ညီငယ်ညီမငယ်တို့မှန်ပါတယ်ဟိုဒီညီငယ်ညီမငယ်တို့လည်းအဓိကပြောချင်တာကကျမတို့ဒီလိုမျိုးပေါ့နော်တော်စန်းစုကြည်ကပြောခဲ့တဲ့လမ်းစဉ်တွေဟာဟလာမိတို့တော့အခက်အခဲပဲဖြစ်ပါစေဆက်ဆက်စုတွေနိုင်ရဲ့လမ်းစဉ်တွေပဲသွားပါမယ်ဆိုတာတော်စန်းစုကြည်ရဲ့လမ်းစဉ်တွေဖြစ်တယ်အဲ့တော့ဒီအခုလိုမျိုးကျမတို့တနိုင်ငံလုံးမှာဟလာဟိုကြောက်ကြောက်တက်ဖြတ်နေကြတဲ့ဟာတွေဘယ်ဘက်ကနေပဲလုပ်လို့ပေါ့နော်လူတွေတည်ဆုံးနေကြရတဲ့ဟာတွေဟလာဟိုထိတိုင်းနေလာနေတဲ့ဟာတွေအားလုံးကိုဟိုကျမတို့ရတန်းရက်စီခြင်းတယ်အားလုံးကိုလည်းရတန်းရက်စီခြင်းတယ်တကယ်လို့သာ ဟလာတော်စောင်းစုကြည်ကိုချစ်တဲ့ဆိုရင်သူ့ရဲ့လမ်းစဉ်ကိုပဲလိုက်ကြပါအောင်ကိုကျွန်မဒီနေရာနေပြီးတော့ဟလာမေတ္တာခံပါတယ်ဟုတ်ကဲ့ဟုတ်ကဲ့ကျေးဇူးပါတယ်ဗျာအင်းပြည်တော်ပြောကြရတော့အများကြီးရှိတာ။အဲ့တော့တောင်းတမ်းမှုဒီသူ့လမ်းစဉ်ကိုပဲလိုက်ကြပါဆိုနေပြီးတော့ထောင်ရဲအုံတောက်ဝင်ရမယ်တဘောလို့ရှိတယ်။နောက်တစ်ခုကဒီကိစ္စ NUG အနေနဲ့ CRPH အနေနဲ့တော့ရှင်းရတော့ဒီကိစ္စဖြစ်။လက်ရှိ NUG ရဲ့နိုင်ငံတော်တာဝန်ခံပုဂ္ဂိုလ်တောင်းဆန်းစုကြည်ဖြစ်ဆက်ရှိနေ ။တပတ်မှလည်း NLD ပါတီဥက္ကဋ္ဌဖြစ်ဆက်ရှိနေလို့ပဲ။တပတ်မှလည်းနေပြည်တော်မှာထောက်မင်းမှာမတရားဖန်ဆီးခံရရတာအမှန်ပဲ။အဲတော့ဒေါက်ဆက်ကြည့်လို့လည်းဖဲချက်ကိုကန်ပြီးစစ်တပ်ရောဒီဘက်က NUG ရောကန်ကစားနေကြတယ်လို့ရတယ်။ဒီနေ့ဒီဗီဒီယိုကတော့စစ်တပ်နဲ့ NLD ပါတီကတစ်ချိန်ကလွတ်တော်မဟောင်းဖြစ်ခဲ့တဲ့စနမင်းနဲ့စစ်တပ်ထောက်ခံတဲ့မီဒီယာကြုံမျိုးမင်းတို့ရဲ့လောက်ကတခုပြစ်ဖက်ခေါ်တာဖြစ်တဲ့ ရှင်းရှင်းပြောရရင် NUG NLD NUG sorry NLD CRPH NLD NLD ချင်းချင်းတိုက်လိုက်ပြီးပြီအဲ့တော့ညီမတမိုင်ငါတို့မှာရှိတဲ့ဒေါ်စန်းစီကိုချစ်တော်သူတွေ NLD ပါတီကိုတမ်းပေါင်းရသွားတော်သူတွေနောက်တစ်ခုက NLD ပါတီမှာတာဝန်ရှိပါတယ်ဆိုတော့ဘိုးကော်မတီတွေစီပင်တွေလွတ်တော်အမတ်တွေ တာပြောလေနာချီဒီအဖြစ်ကိုမြောင်းလိုက်ရှင်းရှင်းလင်းလင်းလူလူကိုပြောပြဆီချင်ပါလေ2021ကတရားရုံးထွက်ချက်တစ်ခုပါ2025မှာစစ်တပ်ကတစ်ချက်ပြစ်ထည့်လိုက်တာမြန်မာနိုင်ငံကြီးလောကတစ်ခုလုံးတွတ်တွတ်ခါအောင်ရှင်းသွားတာတော့ ဒီမှာပါနော်ဆီယလီမဲကြောရနေပြီးတော့မှအခုဆိုရင် NLA နဲ့ကြံတဲ့တော်လိုင်းရဲ့ဖွဲ့စည်းတွေကိုစစ်ကောင်စီနဲ့သူတို့ဘောမလော်ဘီတွေကနေပြီးတော့မှစတင်ဒုက္ခမှုတွေလှုပ်ဆောင်နေတယ်ဆိုတဲ့အကြောင်းပြောဆိုထားတာပဲဖြစ်ပါတယ်။အခုလိုမျိုးကျွန်တော်တို့တော်လိုင်းလိုင်းလုံးအချိန်ကောင်းနေတဲ့အချိန်မှာသူတို့အနေနဲ့နှီးပေါင်းဆောင်နေပြီးတော့မှတွေ့ခွက်တက်ရှုံမှုတွေစစ်တိုက်ဆိုလို့လှုပ်ဆောင်နေတာပြီးတော့မှအခုဆိုတော့ဒေါ်ဆန်လာမင်းနဲ့ကျော်မင်းမင်းတို့ရဲ့ပေါ့နော်ဗီဒီယိုဖိုင်တွေနဲ့အရင်တော့ကျွန်တော်တို့ ဒီအမေဆွေမွေးနေ့မှာတိုက်ခင်ပါပဲအမေဆွေရဲ့ဒီရုံချင်းတဲ့ပွဲတွေလည်းကျွန်တော်များစွာတွေ့နေတာပဲဖြစ်ပါတယ်ဒီလိုမျိုးဗီဒီယိုတွေနဲ့သူစစ်ကောင်စီကနေပြီးတော့မှဆက်တိုက်ဆိုလို့ဝါရမိုင်းတိုက်မှုတွေလှုပ်ဆောင်လာတာမလို့ကျွန်တော်ဂျန်တဲ့အတော်လိုင်းရေးအဖွဲ့စီကနေပြီးတော့မှဖြစ်ချင်းချက်တွေထုတ်ဖို့လွမ်းနေတာပဲဖြစ်ပါတယ် CRPHS CDM ဥပဒေအရဆိုလည်းကျွန်တော်ဝေဖန်မှုတွေများစွာဖြစ်ပေါ်နေတာမလို့အဲ့ဒီအကြောင်းအရာတွေနဲ့သူကပေါ့နော်ကျွန်တော်တို့ဘက်ကနေပြီးတော့မှဖြစ်ချင်းချက်တွေလိုလားတောင်းတနေတဲ့ဆိုတဲ့အကြောင်းကိုဆယ်လူမျိုးချွန်နေပြီးတော့မှရှင်းပြထားတာပဲဖြစ်ပါတယ် နောက်ထပ်ဗီဒီယိုတပုတ်အနေနဲ့ကတော့ဘောမချော်မြဲမြဲနေပြတော့မှာတောင်ပိုင်းတိုင်းမှာစစ်ကောင်စီတပုတ်ဝင်တွေကြာဆုံးများနေလို့ကျွန်တော်တို့ကန်ယူနဲ့ PDF တပုတ်ဝင်တွေဘယ်လိုမျိုးသူခွဲတက်ရှုံမှုတွေပြောဆိုထားမလဲဆိုတာစစ်ပြီးတော့မှနားထောင်ကြည့်လိုက်ရအောင်နော် KNUG ပဲကရင်လက်နက်ကိုင်ကြီးပဲဆိုရင်တိုက်နိုင်မယ်မထင်လားရှင်းရှင်းပြောမတိုက်နိုင်ခဲ့လို့28နှစ်ကြာသွားတာတိုက်နိုင်ခဲ့ရင်ဒီနေ့ထိကြာစရာကြောင်းမရှိဘူးမတိုက်နိုင်ခဲ့ဘူးအဲ့တော့ဘသူတွေအကူအညီတိုက်သွားလဲဆိုတော့ပြည်မလာတဲ့ PDF ဗမာတွေနဲ့ဗမာ PDF တွေအကူအညီနဲ့တိုက်သွားတာအဲ့တော့တိုက်တာကဗမာ PDF အကူအညီတွေနဲ့စစ်တိုက်တယ်ရပါတော့ဘသူရလဲ KNUG ကသူရပါတယ်သူနေပြီလို့ပြန်ပြောတယ် ဲ့တော့ဗမာပြည်တရတွေကအဲ့ဒီမှာမြေပါသွားတယ်မြေပါပြီးတော့တန်တရာအကျွေးတွေပါသွားသလားမသိအဲ့ဒီမှာသွားပြီးတော့အတုံးအယုံအသေးခံပြီးတိုက်ပေးကြတယ်ပြီးတော့သူတို့ရဲ့နာမည်တော်တောက်ပြီးမပေးဘူးတိုက်ပွဲမှာစခန်းကိုသူတို့ရသွားတဲ့ခါကျတော့ KNU က KNU နဲ့ PDF ပူးပေါင်းဖွဲ့ကရတာပါလို့မပြောဘဲနဲ့ KNU KNL တက်ကရတာပါဆိုပြီးပြောတယ်အဲ့တော့ပွန့်လိုက်ပြောရင်အဲ့ဒီမှာတိုက်တာတိုက်ပြီးတာဗမာပြည်တရလေးတွေတိုက်တာတိုက်ပြီးတာအသက်တာပေးလိုက်ရတာသေတာသေတာသေခံတာတိုက်ရတာသူတို့မှာနာမည်တော်တက်ပိုင်ခွင့်မရှိဘူးဒါပေမဲ့လည်းနာမည်မတက်လဲသူတို့ကအမုံတရားတိတ်ကြီးလုံးတဲ့အခါနောက်တစ်ခုကဒီသူတို့ရှောက်တဲ့လမ်းကပြန်ပြီးနောက်ဆုတ်လို့မရတဲ့အထိ ခြေတော့ကကျွန်သွားတဲ့အခါမတက်တာလဲဆုံးမှာသူတို့တိုက်ရတာပဲတေးရတာပဲတေးကြတာပဲကရင်ပြည်နယ်ထဲမှာတေးသွားတယ်ဗမာပြည်ထဲကခင်ဗျာထောင်းချီနေပြီတထောင်မဟုတ်တော့ထောင်းသွားရိုးတထောင်မဟုတ်ဘူးထောင်းချီနေပြီထောင်းကရင်ပြည်နယ်ထဲမှာတေးသွားတဲ့ပြည်ထဲက3-4000လောက်ရှိနေတယ်ခမန်းကြီးကဟောက်ရှိနေတယ်ဗမာပြည်ထဲအများဆုံးတေးတိုက်ပွဲပြည်ဗမာပြည်အများဆုံးတေးတယ်အဲ့မှာစဉ်းစားကြည့်လိုက်တိုက်တယ်ခင်ဗျာဘူတာဘောလို့ကောင်းမှုတွေဘယ်တော့မှတိုက်ပွဲရှိနေတယ်မှာရှေ့ဆုံးမှာမရှိဘူးဟင်းတာဘောဘယ်တော့မှတိုက်ပွဲရှိမှာမရှိဘူးရှေ့ကဥဆောင်ရှေ့ဆုံးကနေပြီး front line ကနေဥဆောင်ပြီးတာဘောမတိုက်ဘူးပြည်ထက်တွေရှေ့ကတိုက်တယ်နောက်ကနေဟိုပြည်ထက်တွေရှေ့ကနေ3-4မိုင်လောက်အကွာနေပြီးတော့ ငါလင်းငါမိုင်တော့ကွာနေပြီးတော့ walkie talkie နဲ့အေးအာဥအာအေးအာနဲ့မှတခါတည်းနောက်ကနေခေါ်ဖြစ်နေတယ်။တော့ညွှန်ကြားတယ်။ပြီးလည်းပြောစခန်းရပြီဆိုရင်မှတာဘောကမျက်မှိုင်နဲ့အာကာကာကာနဲ့သူကသူတိုက်ပြီးနိုင်လို့ကာကာတက်လာပြီးတပ်ပုံရိုက်ပြီးမီဒီယာမှာဗီဒီယိုတွေဖြစ်။အတူတိုက်တယ်လို့လို့တကယ်တော့သူတစ်ချက်မှမတိုက်ဘူး။မတိုက်ရဲဘူး။ तू ကရှေ့ကနေဥဆောင်ပြီးမတိုက်ရဲဘူး။ရှေ့ကဥဆောင်တယ်ဒါ PDF တွေဥဆောင်တယ်။သေဟေဆို PDF တွေတည်တယ်။သူတို့ PDF တွေက front line မှာရှိပြီးတော့သူက second line တို့ third line လို့ဆိုဇုံနေကြတော့မှကရင်ကရင်ကရင် KNU ကရင်တက်တွေကခြိုက်ထားတာ။အဲ့တော့ front line မှာရှိတဲ့ PDF တွေရှေ့ကပေါ်စီးပြင်းသေး။ သိတာပဲပြီးတော့စခန်းရတဲ့ခါကျတော့ KNU ကအလံဆိုင်တယ်သူတို့အလံပဲဆိုင်တယ် PDF တွေကိုဖေးတဲ့ PDF တွေကိုအလောင်းတွေကိုစက်သားဝတ်စုံတွေဝတ်တာတို့ရွှေမြောင်းစုံကျုံတို့မြောင်းနဲ့ကန်ထည့်ပြီးတော့မြောင်းနဲ့ကန်ထည့်ပြီးတော့ဟိုတုတ်ဘာလဲမြုပ်မြုပ်နေပါလိုက်တာခါကျတော့မြင်ဖို့လည်းဗီဒီယိုဖိုင်မကောက်မှတ်မိလို့ပဲကျွန်တော်တခါပြဘူးလေဗမာ PDF လေးတွေသေးတဲ့အလောင်းတွေကိုပြအောင်မှာခြုံထဲကိုအတင်းကန်ချတာခြုံချောက်ထဲကန်ချတာအလောင်းတွေကားပေါ်မှာပြည့်အတင်းပြီးတော့လေနော်လိုက်ထွက်လို့မျိုးကားစီးပေါ်မှာတင်ပြီးတော့ PDF အကုန်ကန်ချတာလို့ဖို့ဖို့ရင်းကြလို့မျိုးအဲ့လိုကားပေါ်မှာဒီပစ်ကတ်လိုမျိုးကားပေါ်မှာတင်ပြီးတော့အလောင်းတွေအလောင်းထပ်ထပ်ပြီးတော့တလောင်းပြီးတလောင်းကန်ချနေပြီခါကျတော့မှတ်မိကြအောင်အဲ့ဒါတွေကအကုန်လုံးဗမာ PDF တွေကအပုံစံတုံးလိုက်ရောတည်သွားကြတယ်ဒါပေမဲ့ခုနက စခန်းလိုက်ရရောခဏတာဘောတော့ရှေ့ရနေထွက်ပြီးတော့တပုံရိုက်ပြီးတော့တို့ကတို့တိုက်သလိုမျိုးလုပ်တယ်ခင်ဗျပြန်ကြည့်လိုက်အဲဆေးဝါတိုက်ပွဲဖြစ်တဲ့ချိန်မှာအဲဆေးဝါဘယ်တော့မှမရှိတော့ front line မှာရှိခဲ့ဘူးလေဘယ်တော့မှမရှိဘူးတော့စောစာလုံးရှေ့ဆုံးမှမရှိဘူးနောက်ကနေပဲ walkie talkie နဲ့အေးဘာလို့အော်လို့လို့ဒီလိုလို့မရောက်တော့ချညီလို့ဘယ်တော့မှငါ့ကိုရှေ့ချချပြောတာပြောတော့နောက်ကတို့ကအနည်းဆုံးဟိုတက်ကလင်းလာပြီဆိုတော့တို့ကပြေးပြီးဘယ်နောက်ဆုံးပြီးတော့အဲ့လိုလုပ်တာအဲ့တော့ပွင့်လိုက်ပြောရင်ဇွဲတို့ကတို့ကစားဇွဲတို့ကတို့ကစားပေါ့အမှတော့တိုက်နေဇွဲတို့ကတို့ကစားတိုက်ပွဲရဲ့ front line မှာဇွဲရှိသလားဆိုတော့မေးခွန်းတို့ကတို့သိတယ် front line မှာဒီကောင်မရှိဘူးဘယ်တော့မှမရှိဘူးအဲ့ front line ကနောက်ကနေ command ပေးတယ်ဆိုတော့ပြီးတော့သူတို့ကသူတို့ commander လို့ command ပေးတယ်ဆိုတော့လောက်ပဲနေတာပြီးလည်းပြောတကယ်ဖြစ်လာရင် commander လို့ပဲနေပြီးပြီးရထိဆောင်ပြည်တာအဲ့ကောင်တွေပဲတက်ကလေးနဲ့ဘုံကျတော့ဆိုပြည်ပြီး drone ထားတော့ဆိုပြည်ပြီးထိဆောင်အဲ့ကောင်တွေအဲ့နိုင်ပြီနိုင်ပြီဆိုရင်သူတို့ကသူတို့ရာဆိုကားကိုင်းတက်လာတာအဲ့လိုမျိုးအဲ့တော့ပြောရရင်တော့ဗျပို့လိုက်မယ်ဗမာ PDF တွေအများပြတ်သေးတယ်ဒီ area တွေတေးရလက်တွေတဲခန်းကပြောရမယ်အသားတွေထွက်တဲ့လောက်ဖြစ်တယ်ဗမာ PDF တွေရဗမာ PDF တွေစူးစိခေါ်ဆောင်သွားတဲ့ NUG နဲ့သူ့ရဲ့ဒီဇွဲတို့ကတော့ support တွေအကုန်ပါတယ်ဒါကြောင့်တခါကြရင်ကျွန်တော်တို့ကတော့ပို့လိုက်မယ်စိတ်ထက်တော့ပြန်တွေးကြည့်တယ်လူအသက်တွေကိုနင်းပြီးတော့သူတို့ကသူတို့လိုချင်တဲ့ပလင်ဆောက်နေကြတာ ဒီမှာကြော်မြင့်များနေပြတော့မှာပါနော်ကျွန်တော်တို့ခုဆိုတော့ ောင်ပိုင်းမှာသူတို့ရဲ့စကားတွေတစ်ခုပြီးတစ်ခုကြားဆုံးပြတဲ့နောက်ပိုင်းမှာကျွန်တော်တို့ can you နဲ့ PDF တက်ဖို့ဝင်နေရဆိုရင်ဒီလိုမျိုးသူခွက်တက်ရှိုးတဲ့နေလောက်နေနဲ့တုံပြီးတော့မှ watermine type ပြောဆိုနေတာပဲဖြစ်ပါတယ်ကျွန်တော်တို့ can you ကနေပြီးတော့မှအကောင်းဆောင်တွေအနေနဲ့ပေါ့နော် PDF တွေကို၅စာဖြည့်ချချွေးနေတဲ့ဆိုတဲ့ပုံစံမျိုးတွေထိပြောဆိုလာကြတာပဲဖြစ်တော့မှကျွန်တော်တို့စစ်မီပြမှာဆိုတော့တော်လေးကောင်းဆောင်တွေရဆိုရင်ရှေ့သက်စစ်မီပြမှာတောင်မှမရှိဘဲနဲ့သူရဲ့တက်သားတွေကိုထူးချွခံစစ်နေနဲ့လှုပ်ဆောင်နေတယ်ဆိုတဲ့ပုံစံမျိုးတွေထိပုံပန်လေးဆက်ပြောဆိုနေတာပဲဖြစ်ပါတယ်ဒါတွေကိုကျွန်တော်တို့ကြည့်ချပြည့်စစ်ကောင်စီရဆိုရင်တော်တော်လေးကိုထိနာနေပြီးတော့မှကျွန်တော်တို့တော်လေး ိုင်ရေးကောင်းဆောင်တွေနဲ့ဟောက်ချေတပ်သားတွေကြားထဲမှာပစ်ပေါင်းစွာနေပြီးတော့မှသွေးခွဲတက်ရှိုးတဲ့နေလန့်တွေနေမျိုးစုံသုံးပြီးတော့မှလွတ်ဆောင်နေကြပြီဆိုတာကိုထပ်ပြီးတော့မှသိရှိရတာပဲဖြစ်ပါတယ်။နောက်ထပ်ဗီဒီယိုသဘောအနေနဲ့အပါသစပိုးမတကောင်ဝန်နေပြီးတော့မှကျွန်တော်တို့ရေကောက်ပွဲချင်းပါတိုင်းတွေ့ရလေရှိတဲ့ NLD နဲ့ကြမ်းဖို့ဟာဆိုရင်တော့မြောက်လိုက်တို့ Facebook နဲ့မကင်းဘူးဆိုတဲ့ပုံစံမျိုးနဲ့ပြောဆိုထားတဲ့အားလေးစပီတော့မှကြည့်လိုက်ရအောင်နော်။ပြည်မာကြီးမှာဘာကြောင့်ထင်ရှားတဲ့တက်ရောက်မှုအပြောင်းအလဲမှဖြစ်တာလဲလို့ကျွန်တော်ပြောမယ်ဆိုလို့ရှင်တော့ NLD ပါတီဟာမပါပါဘူးဒီရုပ်ကောက်ပွဲမှာ အဲကြံ့ခိုင်ပါတီကတော့ဆက်ရှိနေပါတယ်မြန်မာနိုင်ငံမှာအကြီးဆုံးပါတီကတော့ဒါထုံးစံတိုင်းပဲကြံ့ခိုင်ပါတီနဲ့ NLD ပါတီဖြစ်ပါတယ်ဒီနေရာမှာပြောချင်တာကလည်းဟာကြံ့ခိုင်ပါတီကတော့စစ်တပ်ကြောတော့နောက်ခံပါတီ NLD ပါတီကတော့အရသာပါတီမဟုတ်ပါဘူးတခုမှမဟုတ်ပါဘူးအရသာပါတီစစ်စစ်ရဲဆိုလို့ရှိရင်တော့ဒါ PPP ပါတီလို့ပြောလို့ရတာပေါ့နော်ဒါတော့မှပဲအဲစစ်သားငင်းစားတွေပါနေသေးတာပေါ့နောက်တစ်ခုကကိုကိုကြီးတို့ပါတီပေါ့အတိုင်းဆိုတော့ဒါအရသာတီထောင်ထားတဲ့ပါတီလို့ပြောလို့ရတာပေါ့ဒါပေမဲ့ NLD ပါတီနဲ့ကြံ့ခိုင်ပါတီနှစ်ခုစလုံးဒီ တက်မတော်ထိတ်တန်းအကြီးအကဲတွေတို့မဟုတ်သူတွေမိသားစုဝင်တွေတည်ထောင်ထားတဲ့ပါတီဖြစ်ပါတယ်။ NLD ပါတီဝင်ဆိုလို့ရှိရင်အဲဘူကာချုပ်ပေါ့နော်ယနေ့ကာကွယ်ဦးစီးချုပ်လုပ်ခဲ့တဲ့ဗိုလ်ချုပ်ကြီးတင်ဦးဗိုလ်ကြီးဗိုလ်ကြီးဦးဝင်းထိန်အစရှိတဲ့ဦးကြည်မောင်ဒါဘုံမူကြီးကြည်မောင်နော်အများကြီးပဲပေါ့နော်ဒီ NLD ပါတီထဲမှာတကယ်ကိုထိတ်တန်းရာတွေယူခဲ့ပြီးတော့ founder တွေရဲ့80ရာခိုင်နှုန်းလောက်ကဒါတက်မတော်ကအငိမ့်စားယူသွားတဲ့ပုံစံတွေဖြစ်ပါတယ်။အဲထိုနေ့၎င်းပါပဲကြံ့ခိုင်ပါတီကအများပြောသူလိုမျိုး စက်တက်ကြောတော့နောက်ခံပါတီလို့သာပြောပြမယ်လေအရက်သားတွေအများကြီးအသိပညာတက်ပညာရှင်တွေလူငယ်တွေအများကြီးပါဝင်ပါတယ်ဒါတော့လူတွေကတော့ပုံတိကားချက်တွေးထားတဲ့အတွေးခေါ်ပေါ့တမန်သေးချာနှစ်ခုစလုံးကဒီပါတီနှစ်ခုစလုံးဒီတက်မတော်မိသားစုကနေပြီးတော့မွေးဖွားလာတဲ့ပါတီတွေသာဖြစ်ပါတယ်နောက်ထပ်ပြောလိုက်မယ်လူတွေမိတိတိဖြစ်နေတာတာဆာညာပါတီတိုင်းသားစီလုံးရေးပါတီဆိုလဲထုံနီးလကောင်းပဲဗိုလ်ချုပ်ကြီးနေဝင်မာဆာလာတပါတီပြုတ်ကွဲသွားတဲ့အခါမှာရွေးကောက်ပွဲဝင်မယ်ဆိုတော့မာဆာလာနေပြီးတော့တာဆာညာဆိုပြီးတော့နာမည်ကိုပြောင်းလဲလိုက်တယ် လူတွေရောဒီလူတွေပဲတာဆညာတွေမှာပါတဲ့လူတွေအကုန်လုံးကလည်းမဆာလာမဆာလာတွေမှာပါခဲ့တဲ့ဒါတက်မတော့အငိမ့်စားမိသားစုဝင်တွေအဲတခြားသောဒါအစိုးရဝန်ထမ်းကြီးတွေပါတာပေါ့ဆိုလိုတာကဒီတာဆညာရော NLD ရောကြန့်ခိုင်ရောကတက်မတော့နဲ့မကင်းရမကင်းချောင်းပါတီတွေဖြစ်တယ်တီထောင်ထားတဲ့သူတွေကလည်းတက်မတော့ထိတ်တန်းခေါင်းဆောင်ပိုင်းနေရာနေပြီးတော့တီထောင်ထားခဲ့တာတာလင်းဖြစ်ပါတယ် သူပြောတဲ့ပုံစံရတော့ဗောနော်ကျွန်တော်တို့ခုဆိုတော့ NLA နဲ့ကျန်းဖွဲ့ဆိုရင်စစ်တပ်ကနေပြီးတော့မှပေါ်ထွက်လာတဲ့လူတွေနဲ့ပဲအစတင်ပြီးတော့မှဖွဲ့စည်းထားတယ်ဆိုတဲ့အကြောင်းပြောဆိုထားဖြစ်တယ်အဲ့ဒါလည်းမှတင်းတလောက်တော့မှပဲပဲဗောနော်ကျွန်တော်တို့စစ်တပ်ကနေပြီးတော့မှထွက်လာတဲ့ ဒီအတီတရားအမှန်တရားကိုသိရှိလို့တွေအားဆိုတော့ကျွန်တော်တို့ NLD ထဲကိုဝင်လာပဲဖြစ်ပါတယ်အခုလိုမျိုးကျွန်တော်တို့ဘက်ကနေပြီးတော့မှ Python တွေနဲ့တသားတဲ့ရက်တည်တဲ့ဖွဲ့တွေရာဆိုရင်တော့တော်လိုင်းမှာ select မြဲနေတာပြီးတော့မှ Python အချက်ကိုလည်းရရှိထားတာပဲဖြစ်ပါတယ်2015ခုနှစ်ထဲမှာမြောက်လိုက်ကျင်းပဖို့ရွယ်နေတဲ့သူတို့ရဲ့ဒီရွေးကောက်ပွဲနဲ့ပတ်သက်ပြီးတော့မှအခုဆိုရင်ဂျန်တဲ့ဂျန်ဖို့ဖွဲ့တွေရာဆိုရင်တော့ကျွန်တော်တို့ Python တွေကနေပြီးတော့မှမြုံချိုးချင်းခံနေရတယ်ဆိုတာကိုလည်း Python တွေကိုယ်တိုင်ကနေပြီးတော့မှသိရှိလာကြတာပဲဖြစ်ပါတယ် ကဲကျွန်တော်တို့နောက်ထပ်ဗီဒီယိုသဘောနေနဲ့ဥကြောကနေပြီးတော့မှအခုချိန်ထိတရင်ဆာနာပြောင်းနေတဲ့ဇော်ဘွေးရင်းနဲ့ပတ်သက်ပြီးတော့မှဒီကောင်ကအခုဆိုရင်အဖြစ်မောက်လုပ်ငန်းတွေနဲ့ပေါ့နော်မောင်းခိုးလုပ်ငန်းတွေကိုကိုယ်တိုင်ကိုယ်ကျဦးစီးလုပ်ကင်နေခဲ့တယ်ဆိုတဲ့အကြောင်းသွားနေပြီးတော့မှအတိအလင်းပြောချထားတဲ့အရာလေးကျွန်တော်ဆက်ပြီးတော့မှကြည့်လိုက်ရအောင်နော်မင်းစဉ်းစားကြည့်ဒီမင်းတို့ဘာကိုချစ်တာလဲမင်းတို့ချစ်တာမဟုတ်ဘူးနော်အေးမင်းတို့ဟိုကဂျင်းထည့်ပြီးတော့ဟိုဘယ်လိုပြောရလဲစောက်တော်သားအကြိုက်ကြီးစကားတွေသုံးပြီးတော့ပြောသွားတာကိုမင်းတို့ကသဘောကျနေတယ်တကယ်တကယ်လည်းဖြစ်တာပေါ့အခုဇော်ဖုံးကြီးကောင်းကောင်းအတွေးခံနေရတာ 哎哎，你请假了？别讲嘛，少讲不出来，也别出钱没来，出来了少讲我我拍摄没有做结果啊，没有哎不是报废的一点嘛？哈哈哈！新人了，我包了，我阿表了，没有着急，你们那应该也啊，破长第二单元啥都开了，没有着急，第二单元领导呢同样也哎都不是都不是家表达了，雷导的同样也的，没有着急，刚的是哦，都都表达呗，都嘛讲可能是一两百的哦，三两嘛，八八巴拉六六零六三六呢。 သေးတယ်ဆိုရလားမင်းတို့တွေ့ကြည့်နော်ဒီကားသေးသေးလေးနဲ့သေရင်တော့မင်းတို့အဲ့ဒီမြန်မာနိုင်ငံရဲ့တန်ရန်စာတောက်တန်ရန်စာတောက်ဘယ်လောက်ထိပတ်သွားမလဲဟမ်သူ့သေခါတော့တပိတ်သားကို၄000နဲ့300ဆိုရင်တကယ်တကယ်မောင်ကိုလုံနေတဲ့ပိုင်ရှင်နေဆိုဘယ်လောက်ထိရမလဲဆိုတာမင်းတို့စဉ်းစားကြည့်နော်မင်းတို့တိုင်းချစ်ပြီးချစ်ဟလာတိုင်းတိုင်းပြည်ကိုချစ်ပါတယ်ဆိုတဲ့ကောင်းလေဟမ်အဲ့ဒီကောင်ကတကယ်မောင်ခိုသမားစစ်စစ်အဲ့ဒီကောင်နော် 走的，你老个猫可老厉了，猫可说他，他第下屋里旁边啊，老老你了，的跑步，那猫可说他，第下屋里旁边啊的，老老生的在，哎哟，地江过来，包文不得你的说，对家的，喏，八文八得你的说，对家的，哎哟，抵抗过来，我是不是个标的？当地我不老吃辣，我这么我不老偷看阿伯伊要吃开那路标的，他们咩老生高老了，抵抗啊，哎，数十他出来，喏，都标了呗。 အခုမှသူ့ဆောက်စကားပြောတယ်ကျွန်တော်ဒါမျိုးမှမလုပ်ရရင်ကျွန်တော်မိသားစုစားဝတ်နေရပါလို့အရင်တုန်းကတော့သူ့ဆက်ပါးစခဏခဏပြောတယ်သူ့မိမကတလသိန်းတရာသိန်းတရာပေးပါလေဆိုပြီးတော့ဆောက်ပါးစကခဏခဏပြောရတယ်လေနော်မင်းတို့မျိုးချစ်ဆိုတဲ့ကောင်ဘယ်ရောက်လဲစာကလေးကောင်းလို့အမေဘလက်လီဘယ်လေးတကားကားနဲ့ကားလေးတကားကားနဲ့ကပြီးရဟာလားနော်အခုဘာဘယ်မှာတတ်အောင်ဒီထောင်ရက်သေးတော့ကောင်းကောင်းမတတ်အောင်ဟိုကြောတော့ဗောနော်မှန်တရားတွေကိုချက်ပြပြောဆိုတတ်ရပဲဖြစ်ပါတယ်ဇဝင်းရဆိုတော့ကျတို့ဒီဖြစ်မောလုံငန်းတွေနဲ့တနက်မောင်ခွန်လိုင်းစင်တွေစတဲ့ဗောနော် ဒီဖြစ်မောက်လုံကနေပေါင်းဆောင်တော့တောင်းနေပြီးတော့မှလှုပ်ဆောင်ခက်လို့ခုဆိုစကောင်စီကနေပြီးတော့မှ ပြန်လည်ဖန်ဆင်းအေးအေးယူလိုက်တာပဲဖြစ်ပါတယ်။သူတို့ပြောပြောနေတဲ့မျှော်လင့်ရာဆိုရင်တော့ကျန်တဲ့ဒီဘောမအယုတ်ကတ်တွေကနေပြထမတော့မှယုံကြည်မှုကိုမရရှိတော့ဘဲနဲ့ဟုဆိုရင်ဇဘွင်းဖန်ခိုင်တဲ့နဲ့ပတ်သက်ပြီးတော့မှပေါ်ကွယ်ပြောဆိုမှုတွေရှိနေတာပဲဖြစ်ပါတယ်။ဒီချိန်မှာဇဘွင်းကနေပြတော့မှသူ့ကိုထောက်ခံပါတဲ့ဆိုတဲ့လူစုတွေကိုဂျင်းထက်သွားတာဖြစ်ပြီးတော့မှသူကအမျိုးဘာသာသနာကိုဆောင်းလျှောက်ပြီးတော့မှပါနော်။မျှော်လင့်တော့ face တက်ကိုချစ်ပါတယ်ဆိုတဲ့ပုံစံမျိုးတွေပြောဆိုနေပြီးမှနောက်ကွယ်မှာဆိုရင်တော့ကိုချိုးချန်နေခဲ့တယ်ဆိုတဲ့အကြောင်းတွေပါကျွန်တော်တို့ထပ်ပြီးတော့မှတွေ့ရှိရတာပဲဖြစ်ပါတယ်။ဒါတွေကိုချစ်ချက်ဖြစ်စစ်ကောင်စီတပ်ဖွဲ့တွေကဆိုရင်တော့ လိုလင့်တူဘက်သူတို့ကနေပြတော့မှအချင်းချင်းပြန်ပြတော့မှညင်းတဲ့ခါနေရတယ်ဆိုတာကိုကျွန်တော်တို့တစ်ပြေတော့မှသိရှိနေရတာပဲဖြစ်ပါတယ်ကျွန်တော်တို့နောက်ဆုံးဗီဒီယိုတပုတ်အနေနဲ့ MND ရဲ့ဘော်တပုတ်ဖြစ်တဲ့ကိုလုံးဝင်ရနေပြီးတော့မှ2029စစ်စေးရမှာကြာခင်မှာပဲညီတော်သုံးဖွားနေပြီးတော့မှစတင်လာနိုင်တဲ့ဆိုတဲ့တပုတ်မျိုးပြောဆိုထားရတယ်ကျွန်တော်တို့ဆက်ပြီးတော့မှနားထောင်ကြည့်လို့ရအောင်နော်ဒီဗီဒီယိုလမ်းမကြီးပေါ့နော်ဗီဒီယိုလမ်းမကြီးတစ်ကြောကိုစစ်ကောင်စီပြန်တိတ်မယ်ဆိုရင်မှတော့ပြောတယ်စစ်ကောင်စီပြန်တိတ်မယ်ဆိုတဲ့အခါကျတော့ကျွန်တော်တို့ရည်ထားတဲ့ စိုင်းပုတ်လေးကိုသိမှာပါနော်105မိုင်ပါမူဆယ်တောင်းနေကြတဲ့ဟိုမိပတ်ပြီးတော့ပေါင်းလဲရှိမှာပဲနော်ဟိုညီကောင်မလေးအကုန်လုံးပေါ့နော်မူဆယ်ရောက်ခုတက်တူတွေ105မိုင်မှာဘယ်လိုစကလုံးမျိုးရေးထားလဲဆိုတဲ့ဟာကိုကျွန်တော်ရစ်ပြမယ်ကျွန်တော်တပ်ပုံတော့မတင်တတ်လို့နော်ဟိုဒီဟိုသူများဒီလိုထိတ်လေးမှတပ်ပုံလေးပါလေးထိုးတယ်ကြာနော်အေးအဲ့ဒါမျိုးလေးတော့ကျွန်တော်မလုပ်တတ်ဘူးမလုပ်တတ်တဲ့ခါကျတော့မူဆယ်105မိုင်မှာကြည့်ကြည့်ပါဘယ်တော့ကမှပြင်မပေးပါဘူးဘယ်လိုလဲ105မိုင်ကိုပြင်မပေးဘူးပုံညီတော်မဟာမိတ် သုံးခေါ်စီမှရေးမှစောက်မှရေးရေးဝင်းဝင်းနဲ့ကတ်ထားခဲ့တာနော်အဲ့တော့ဘယ်လိုပြောမလဲဒါအင်းပြောမစင်တော့ပြတာဒီတို့တို့ရဲ့ကြည့်ကြုံမှုကလည်းကြည့်ကြုံမှုပေါ့နော်တို့တို့ကြည့်ကြုံမှုကလည်းဒါပြန်ဗီဒီယိုလမ်းကိုပြန်တိတ်မယ်ဆိုရင်ပြောထားတယ်ဒီဘက်ကလည်းဒီဟာကိုလုံးဝပြန်မပေးနိုင်ဘူးစာတွေကလည်းကတ်ထားပြီးပြီတင်ဝင်ကိုကတ်ထားတာအေးတကယ်တကယ်မယုံခဲ့ဘူးဆိုရင်လည်းဒီမူဆယ်ကားဆရာလေး မင်းကြီးမူဆယ်ရောက်ခုတဲ့ညီကောင်တို့မှလည်းအားလုံးတည်တယ်မိကတည်ပြီးကောင်းလည်းအားလုံးတည်တယ်နော်အဲ့တဲ့ခါကျတော့ကျွန်တော်တို့ဒီဘယ်လိုပြောမလဲတတိယလိုင်းညတော့ပြန်ထဖို့သာအင်အားတော့85ရာခိုင်နှုန်းတော့ခံမှန်းမိရပါတော့နော်ဒါကျွန်တော်လည်းအတိအကျမသိဘူးနော်ကျွန်တော်တို့ကျတော့လက်အောင်ငယ်တာတွေပဲနော်ဟိုလိုဒါအေးအဆင်ရှိတယ်ပြောလည်းမပါဟောက်အဲ့တဲ့ခါကျတော့သူတို့ကဒီစာရီလည်းရေးကတ်ထားပြီးပြီဒါအခုဒီဗီဒီယိုလမ်းတစ်ကြောပြန်ပေးရမယ်လို့ဆိုလာခဲ့မှပဲဒီစာရီကိုကတ်ခဲ့တာအဲ့တော့တရားငါမိမအယူစက်ကတ်ထားပြီးပြီ တရားငားမိုက်ပါမလုံးဝပြတ်မပေးဘူးဘုံညီနောင်တုံးဖို့ဒီမှာအရှိမကတ်ထားခဲ့တယ်ဒါဆိုတရားငားမိုက်ဒီဗီဒီယိုလမ်းလမ်းပါဒီလိုလမ်းလမ်းမှာပါနေကြီးအရချင်းအကြောင်းရင်းကြောင့်စိတ်အောင်စရာပြန်တိတ်မယ်ဆိုတော့ဒီညီနောင်မဟာမိတ်တုံးပေါ်ရတက်တရလမ်းညာတိတ်ကြောက်ပြန်ထားတော့မှာလို့ပဲခံမှန်းကြည့်တာပေါ့နော်အဲ့လိုလေးတော့ယူဆမိရဲ့ကဲဒီမှာပေါ့နော်ကျွန်တော်တို့ကိုလုံးဝေကိုရီးယားနေပြီးတော့မှမကြခင်မှာတော့ကျွန်တော်တို့ညီနောင်တုံးပေါ်ရဲ့ တစ်တုံရနေခွန်ဆက်စင်တတိယလုံးလုံးတောင်မှဖြစ်နေတဲ့ဆိုတဲ့သဘောမျိုးကျတို့ကြားနေရတာပဲဖြစ်ပါတယ်ခုဆိုတော့စကောင်စီအနေနဲ့သူတို့လေးလို့ဆုံရှုံထားတဲ့အနေမျိုးတွေကိုတရုတ်ပြည်နဲ့သူပြန်လည်ရဲ့ဥချင်းနေပြင်မဲ့ကျတို့ခုဆိုတော့စတင်ပြီးတော့မှထိုးဆက်စင်တက်ခဲကြရမယ်ဆိုတဲ့သဘောမျိုးတွေလည်းကြားနေရတာပဲဖြစ်ပါတယ်ဒီချိန်မှာကျတို့ပြည်သူတွေကနေပြီးတော့မှတော်လန်ရဲဘော်တွေပေါ်မှာယုံကြည်မှုပြထားပြီးတော့မှစိတ်မပြတ်အားမြော်ပဲနဲ့ ကိုတက်နေဘက်ကနေပြန်ပေါ့ပူပေါင်းပုံပေးမယ်ဆိုတော့ကျွန်တော်ခုရပိုင်ကြားနေရတယ်ပေါ့နော်စကောင်စီစကန်သိအောင်ပေါ်တွေဒီတက်ပုံမှာကြားရမယ်လို့မျှော်လင့်ရတာဖြစ်ပါတယ်အခုဆိုရင်တော့မျှော်လင့်လို့အဆိုအရဆိုရင်တော်တော်လေးကိုတွေးပြချောက်ချနေတဲ့ကြားတာပြမကိုတိုင်ကိုကြားစီမကိုကဲမှုတွေမလို့နိုင်တော့တဲ့ပြင်အောက်ခြေသားတွေထိုးကျွေးနေတာမလို့ကျွန်တော်ရဲ့တော်လိုင်းရခိုင်ရဆိုတော့အောင်မြင်မှုတွေရရှိနေပြီဆိုတဲ့အကြောင်းကိုထပ်လောင်းပြောချင်တယ် ကျွန်တော်ဒီနေ့နေခင်မဲ့တစ်ဖက်ဗီဒီယိုဒီနေ့မှာပဲဆုံးသက်ချင်ပါတယ်။စာဆုံးကြည့်ရှုပေးကြတဲ့မြေပပီတို့များလုံးအထူးကျေးဇူးတင်ပါတယ်။အားလုံးပဲစိတ်ချမ်းသာကိုယ်ကျမ်းမာခြင်းနဲ့ပြည့်စုံပြီးတော့မှတာယာ channel နဲ့တိတိလေးပတ်ဆိုင်ချပါစို့လို့ကျွန်တော်ဆုမကောင်းတောင်းပေးလိုက်ပါတယ်။